စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ရခိုင်ပြည်နယ်စစ်တွေမြို့မှာအခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့အကြားလက်နက်ကြီးအပြန်အလှန်ပစ်ခတ်တာတွေပုံမပြင်းထန်လာနေတယ်လို့ဒေသခံတွေနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ကိခိုင်သတင်းပေးပို့ထားပါရရှင်။ ရခိုင်ပြည်စစ်တွေမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တန်ရင်တက်စခန်းတွေဖြစ်တဲ့ရွှေမင်းငယ်စိတ်ကံပါတလိန်နဲ့ရစ်ချမ်းမြစ်မှာရှိတဲ့တန်ရင်တက်စခန်းတွေကလည်းအခုရပိုင်းအတွင်းဇတိုက်ဆိုသလိုလက်နက်ကြီးတွေနဲ့လမ်းပစ်ခတ်နေတာဖြစ်တယ်လို့ဆိုပါတယ်။စစ်တွေမြို့နယ်ကလည်းအေးအေးထိန်းချုပ်ထားတဲ့ပုံနာကျောင်းပေါက်တော်နဲ့ရသေးတောင်မြို့နယ်တွေကိုအဓိကထားပစ်ခတ်မှုရှိနေပြီးအေးအေးဘက်ကလည်းအပြန်အလှန်ပစ်ခတ်တာတွေရှိနေတာကြောင့်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေလည်းရှိနေတယ်လို့ဒေသခံစီရဲ့သတင်းရင်းမြစ်ကပြောပါတယ်။ လုံငါးစီလောက်ပိုက်တယ်။အချောင်းနဲ့မောင်းကမိုးလုံးနဲ့ပိုက်တယ်။တပိုင်းတပိုင်းကိုတနေ့ညကလည်းအလုံး90ကျော်လောက်ဇက်တိုက်ပြစ်ခတ်နေတာပါ။ည7နာရီခွဲလောက်ကနေစပြီးတော့တနာရီကျော်တဲ့အထိလှမ်းပစ်နေကြတာပါ။ချောင်းတွေမင်းကန်ခေါ်ရွှေမင်းကန်စိတ်ကန်မိုးလင်းတာနဲ့နေတိုင်းပစ်နေကြပြီ။ဒီနေ့လည်းပစ်နေကြတာပါပဲ။တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပြစ်ခတ်နေကြတာပါ။အခုရပိုင်းကလက်နက်ကြီးအပြန်အလှန်ပစ်ခတ်တန်တွေကတော်တော် ပြင်းထန်လာနေတယ်စစ်တပ်ဘက်ကလက်နက်ကြီးထိပ်ပြီးဒဏ်ရာရတဲ့သူတွေ တည်တဲ့သူတွေလည်းရှိပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ည7:00နာရီခွဲလောက်ကစပြီးစစ်တပ်ဘက်ကနဲ့လက်နက်ကြီးအလုံးပေါင်း90ကျော်လောက်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့ဒေသခံတွေကြားစိုးရိမ်စိတ်တွေမြင့်တက်ခဲ့ပါတယ်။အာရခတက်တော် AA ကလည်းစစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်နဲ့ AA တပ်တွေကြားလက်နက်ကြီး drone တွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေပုံမပြင်းထန်နေလို့အောက်တိုဘာလ10ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ အခုလိုမျိုးနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးဒေသခံတွေရဲ့စိုးရိမ်မှုတွေမြင့်တက်နေတဲ့ကြားမှာစစ်ကော်မရှင်ကတော့တစောင်းတိုင်းပွဲတော်ကျင်းပနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေလို့ဒေသခံတွေကပြောပါတယ်ဒါပေမဲ့စစ်တွေမြို့မှာရှိတဲ့ဒေသခံတွေကတော့စောင်းဝန်းရဲခက်ခဲနေတဲ့အချိန်မှာခုလိုပျော်ပေးရွှင်ပေးတဲ့ကျင်းပနေတာကအတိတ်ပဲမရှိဘူးလို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။တစ်ဖက်မှာလည်းပျော်ပေးရွှင်ပွဲကိုအကြောင်းပြပြီးစစ်မှုန်ထဲဖို့ဖန်ခေါ်တော်မှာကိုစိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။ဘာသာစီးပုံမှာလူမှုတော်ကလည်း ။ဖရီကမအားလုံးရောက်ပြောနေစာပြရှုဆောင်ပြီးစားလို့။ဘာမှပေးခါကလာဖို့လို့ပြောနေ။ဖရာကြီးခွင်းမှာ stage show ဆင်တွေစောက်ပြီးပျော်ဝဲရှင်ပွဲလုပ်ဖို့ပြင်ဆင်နေကြတယ်။ခုကစောင့်နေတော့ဝင်ရှိပါသေးတယ်။တပတ်လောက်ဝဲရှိသေးတာဆိုတော့လေ။ဗမာပြည်ဘက်ကဆိုရော်တွေလည်းလာမယ်လို့ကြားပါတယ်။ဒါပေမဲ့ဒီပျော်ဝဲရှင်ပွဲတွေကိုကျွန်တော်တို့ကမလိုအပ်ဘူးလေ။ဒီလောက်မဆားရမတောက်ရငတ်မခေါင်ပါပြီးဒုက္ခရောက်နေတဲ့နေရာမှာစိတ်ကိုဝင်စားနိုင်တော့ဘူးနောက်တစ်ခုက ကျွန်တော်တို့ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးစိုးရိမ်တာပေါ့ပွဲကိုသွားပြီးတော့ဖမ်းခေါ်သွားရင်ကျွန်တော်တို့ကဘာမှမတက်နိုင်တော့ဘူးလေပြန်ရေးစရာပတ်စံလည်းမရှိဘူးဒါအပြင်ဒေတာခန်တွေကြာပိုလင်းရတီလည်းရောက်ရှိလာပြီးဖြစ်တဲ့အပြင်အခုရပ်ပိုင်းအတွင်းလက်နက်ကြီးပစ်ခတ်မှုပုံမပြင်းထန်လာနေတဲ့အတွက်တိုက်ပွဲပြန်စနေပြီလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပဲနေနေကြရတယ်လို့ဆိုပါတယ် တစ်ဖက်မှာလည်းခုလိုမျိုးပျော်ပွေးရှင်မွေးတဲ့ကျင်ပနေတာကစစ်ကော်မရှင်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုမင်းဆွေစီယုံဖို့အတွက်ဖြစ်တဲ့ဆိုတဲ့သုံးသက်ပြောဆိုမှုတွေလည်းရှိနေပါသေး။ကျွန်မကေခိုင်ပါ။